ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဘုရားရဲ့ကျေးဇူးတော်ကြောင့်နေရက်သစ်ကို ရောက်ရှိခံစားရတာဖြစ်တယ်နေရက်သစ်ကိုစီးရင်အစာပြုခွင့်ပေးတော်ဘုရားသခင်ကိုကျေးဇူးတင်တယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ဧပြီလ29ရက်နေ့2025ခုနှစ်အင်္ဂါနေ့ကိုရောက်ရှိပြီဖြစ်ပါတယ်ဒီနေ့ဘုပြင်ဆင်ထားတဲ့ခေါင်းစဉ်ကတော့ဒုက္ခဒုက္ခရောက်ချိန်မှာကြီးထွားဖို့ဖြစ်တယ်ကျမ်းညွန်ကတော့ဇာလ23တခန်းလုံးဖြစ်ပါတယ်အကေသည်မင်းရိတ်လွှမ်းမှုသောကြိုက်တဲ့သူရှောက်သွားရသော်လည်းဘေးအန္တရာယ်ကိုမကြောက်ပါ 23ခုမြောက်သောစာလင်ကျမ်းခန်းငယ်၄ဖြစ်ပါတယ်ဒါဝိဘုရင်ကလေတကယ်တော့အကျွန်ုပ်ဆင်းရဲခံစဉ်တွင်ဒုက္ခရောက်စဉ်တွင်ကိုရော်ဒီချမ်းသာမှုပြီးကြီးထွားစီပြီလို့ပြောထားတယ်ဒါဝိကအချိန်ကောင်းတဲ့အခါမှာကြီးထွားခံရတာမဟုတ်ဘူးအချိန်နေတည်းသူ့ဘက်မှာလုံးဝမရှိတော့တဲ့အချိန်မှာကြီးထွားခံရတာဖြစ်တယ်ဆယ်ရောက်တဲ့ရေမှာသူကသူငယ်ချင်းတွေနဲ့အတူတူရှောက်လေခြင်းမှာပဲဒါပေမဲ့သူကအဖခင်ရဲ့တူတွေကိုထိန်းချောင်းခဲ့ရတယ်တရပြတရလေခွင်းထဲမှာတော်ထဲမှာတယောက်တည်းစကားပြောလို့မရှိဘူး အိမ်မက်တွေပြည်စုံမဲ့ပုံလဲမပေါ်လို့သူထင်ကောင်းထင်မယ်ဒါပေမဲ့ဒီလိုအထီးကျန်တဲ့လေကွင်းတွေကပဲသူ့ကိုအောင်မြင်သူဖြစ်ဖို့အတွက်ပြင်ဆင်ကူညီပေးခဲ့တယ်လူကောင်းကြီးဂေါ်လျက်ကိုသူတွက်ခဲ့တာလဲလူတွေကသူ့ကိုနေချင်းကြချင်းအောင်မြင်တယ်လို့ခေါ်ကြတယ်တကယ်တမ်းမှာတော့ဒါကနေရင်းကြချင်းအောင်မြင်ခဲ့တာမဟုတ်ဘူးမောင်မိုက်နေတဲ့အရာထဲမှာကောင်းမွန်တဲ့စိတ်နေသဘောထားနဲ့သူဖျက်ရှောက်ခဲ့လို့ဖြစ်ခဲ့တာဖြစ်တယ်သူစိတ်တဲ့စိတ်တိုင်းကြမဖြစ်ခဲ့တဲ့အချိန်တွေမှာလဲအထီးကျန်ပြီးတော့ဘုရားကသူ့ကိုမေးသွားပြီးတော့ခန်းစားရတဲ့အချိန်တွေမှာတော့မှသူကမှန်တော့ကိုပဲဆက်လုပ်ခဲ့တယ် သူကဒီသဘောတရားကိုနားလည်တယ်သူစိတ်သဘောတရားကဘုရားသခင်ကဒါကမောင်မိုက်တဲ့နေရာကျွန်တော်အနေနဲ့မမြင်နိုင်ပေမဲ့ဒီမောင်မိုက်ချင်းကကျွန်တော်အတွက်လှုပ်ဆောင်ပေးမယ်လို့ယုံကြည်တယ်ကျွန်တော်ကိုပို့သမာစီပြီးတော့မှစိတ်ရှိမှုဇွဲလုံးလာနဲ့ဘုရားပေါ်ယုံကြည်မှုတွေကျွန်တော်ရလာပြီလို့သူရဲ့စိတ်သဘောတရားကိုထားရှိခဲ့တာဖြစ်တယ်အချိန်တန်တဲ့အခါမှာသူကမောင်မိုက်တဲ့နေရာနဲ့လွမြောက်နိုင်ုံမှမကအများပြလက်တိုးပေါ်လက်ရတုတိုးလက်အရင်ကထက်ပုံမကောင်းမွန်လက်လွမြောက်ခဲ့တာဖြစ်တယ်။ ဇာလ23မှာဆိုရင်ထွားဖြောက်ကငါတူသိမ့်ဖြစ်တော်မူငါဆင်းရဲမခံရစိန်လုံးသောကျဆာရနိုင်ငါကိုအိတ်စီတော်မူတာသောမျက်နှာသို့လမ်းပြတော်မူတင်မင်းအကဲတင်မင်းရဲ့လွန်မှုသောကြိုက်တဲ့သူရှောက်သွားရတော့လေဘေးနဲ့ကိုမကြောက်ပါလို့ဒါဝိပြောခဲ့တာကတိုက်ဆိုင်မှုမဟုတ်ဘူးသူဆိုလိုတာကစိန်လုံးသောကျဆာမြင်၌ငါကိုဥဆောင်ခဲ့သောဖရာတာယာငိမ့်သက်နေသောမျက်နှာစီကိုငါကိုဥဆောင်ခဲ့သောဖရာကတေမင်းအိတ်လွန်မှုသောကြိုက်ဝမ်းထဲမှာလည်းငါကိုဥဆောင်ပေးမယ်ဖြစ်တယ်ဆိုတာကသူယုံကြည်နေလို့ဖြစ်တယ် ျွန်တော်တို့အနေနဲ့စိမ့်လန်းတဲ့ကြက်စားမီတာယာသောမျက်နှာမှာရှိစဉ်ဘုရားကိုယုံကြည်ဖို့ဆိုတာကအလွန်တရာလွဲတယ်။ဒါပေမဲ့ဘုရားကမောင်မဲ့သောခြေဝန်းထဲမှာဗာဆက်ပြီးယုံကြည်နိုင်ဖို့အတွက်တောင်းဆိုနေတယ်။ဘုရားကသင်နဲ့ကျွန်တော်ကိုမထားခဲ့ဘူး။သင်အနေနဲ့ကျွန်တော်အနေနဲ့အထီးကျန်ခြင်းတွေဆွန့်လွတ်ခံရခြင်းတွေနှိပ်စက်ခံရခြင်းတွေဘဝကမတရားဘူးလို့ခံစားကောင်းခံစားရနိုင်ပေမဲ့ဘုရားကသင်ကိုကျွန်တော်ကိုဦးဆောင်နေစေဖြစ်တယ်။မောင်မဲ့တဲ့နေရာကနေပြီးတော့မှ သင်နဲ့ကျွန်ုပ်ကိုဖန်ဆင်းခဲ့တဲ့အတိုင်းဖြစ်စေရန်အတွက်ဘုရားသခင်ကအကြံစီတော်ထဲမှာအစိတ်ပိုင်းတစ်ခုထဲမှာစီစဉ်ထားတာဖြစ်တယ်ဒါကမလွယ်ကူဘူးနားမလည်နိုင်ဘူးဒါပေမဲ့ယုံကြည်ခြင်းဆိုတာကဘဝကြီးကအတိတ်ဝယ်မရှိထင်သလိုဖြစ်လာတဲ့အခါမှာဘုရားပေါ်မှာယုံကြည်လျက်ရှိနေခြင်းကိုခေါ်တာဖြစ်တယ်မောပိုက်တဲ့နေရာတွေမှာဘုရားကောင်းကြီးပြိမဲ့လို့ရဲရဲကြီးယုံကြည်လိုက်ပါတင်ရဒုက္ခတွေကျွန်တော်ရဲ့ဒုက္ခတွေပြည့်စုံမဲ့အရာတွေကတင်နဲ့ကျွန်တော်ကောင်းကျိုးအတွက်ဖြစ်လာမယ်လို့ယုံကြည်ပြီးဖို့လိုအပ်တယ် ဒါဝိကဆက်လက်ပြီးပြောတယ်ဂျက်ဝဲနဲ့မှာမှောင်မိုက်ထဲမှာတင်ဖြတ်လျှောက်ပြီးရင်ဖယားကအတင်းရဲ့ခေါင်းကိုစီလိမ့်ပေးမယ်။တင့်ရန်သူတွေအရှိမစားပွဲဖယားပြင်ဆင်ပေးမယ်။ခော့ဖလာတွေကိုရှံစီမယ်လို့ပြောထားတယ်။တတိပြုဖို့ကတင်ရဲ့ရှိကစပွဲကိုတုံးဆောင်ဖို့အတွက်ဂျက်ဝဲကိုတင်ဖြတ်ကျော်ကိုဖြတ်ကျော်ရလိမ့်မယ်။အသစ်သောစီလိမ့်မှုအစာပြုမှုမတိုင်ခင်မှာအထူးကြံမှုတွေဖြားနာမှုတွေသစ္စာဖောက်မှုတွေကိုတင်ကျော်ဖြတ်နိုင်ရမယ်။ မားတဲ့ຢာတွေဖြစ်ပြနေပေမဲ့ဒါဝိတ်လိုပဲလေကွင်းကိုဖျက်ကျော်နေရမယ်။သင်ရခော့ပလာရှန်တဲ့အချိန်မှာရောက်ခင်မှာသင်ပေါ်ကောင်းမှုစွာမဆက်ဆံတဲ့အလုပ်တွေရုန်းကန်မှုတွေပြီးတဲ့အခါမှာယုံကြည်ခြင်းကင်းမဲ့မှုတွေအကျွေးတွေကိုဖျက်ကျော်ရလိမ့်မယ်။အမြဲလိုလိုကျွန်တော်တို့ကပြည့်ရှံတာကိုမှလူကျင်ကြပေမဲ့ဂျိုင်ဝမ်တဲ့မှာမနေကျင်ကြဘူး။ကျွန်တော်တို့ဆုတောင်းတာကဘုရားသခင်ဘိုလ်ကြီးမားတဲ့မြတ်စွာဘုရားပေးမှုအရှိန်ဝါဘိသိက်ခြင်းတွေပေးသနာတော်မူပါလို့တောင်းတကြတယ်။ ဖះကလည်းကောင်းပြီလေဒါပေမဲ့သင်အနေနဲ့ဂျိုင်ဝန်တွေမှာငါနဲ့သူရှောက်လန်းမှုဆန္ဒရှိရမယ်လို့ပြောနေခြင်းဖြစ်တယ်။မောင်မိုက်ထဲမှာသာ ကျွန်တော်တို့အနေနဲ့ဖះကိုအမှန်တကယ်ကိုဘလိုလူလဲဆိုတာသက်သေပြနိုင်ရမယ်။ဖះရဲ့ကြီးမားတဲ့မျက်နှာသာပေးမှုတွေအရှိန်အဝါတွေပိတ်သိမ့်တွေကြိုးဝမှုတွေအတွက်သင်ကယုံကြည်စိတ်ချရတဲ့သူဖြစ်ပြီလား။သင်အနေနဲ့လေကွင်းထဲမှာသင်စိတ်တမ်းကြဖြစ်မလာတဲ့အခါမှာယုံကြည်ခြင်းရှိဖို့လိုအပ်တယ်။ မောင်မိုက်တဲ့နေရာတွေမှာကောင်းမွန်တဲ့သဘောထားမရှိရင်သင်ကရက်တန့်သွားမှာပါ။ကံရရအแทမှာဖះကသင်ကိုမယုံကြည်မစိတ်ချသေးရင်ဂတိထားတဲ့ပြည်တွေကိုဘလို့လုတ်ပြီးတော့မှသင်ကိုယုံကြည်စိတ်ချစွာထားနိုင်မှာလဲ။ဒါကြောင့်မောင်မိုက်ထဲကဒုက္ခထဲမှာတည်ကြည်သောအသီးကိုတီးပြီးတော့မှကြီးထွားကြဖို့ရန်အတွက်တိုက်တွန်းနှိုးဆော်အပ်ပါတယ်။အားလုံးကိုဖျက်ရှင်ကောင်းပြီးပါစေ။အာမင်။ Yeah, I'm not deep. день.